ထောင်အားရှဒေတာမှာဖြစ်ပွားလျက်ရှိတဲ့လက်ရှိအိန္ဒိယပါကစ္စတန်ပဋိပက္ခပြဿနာဟာကမ္ဘာတလမ်းမှာရေပန်းစားနေတဲ့သတင်းများဖြစ်နေပါတယ်။ပြဿနာရဲ့အဓိကအကြောင်းရင်းများနဲ့အဓိကကြတဲ့အကြောင်းတရားတစ်ခုကတော့အကြမ်းဖက်မှုများကိုအပိအမြောက်ပြုခဲ့တဲ့သမိုင်းကြောင်းပဲဖြစ်ပါတယ်။ဂျမူးနဲ့ကက်ရှမီးယားပြည်နယ်ကတော့တာယာလှပတဲ့ဒေသတစ်ခုဖြစ်ပြီးတော့ ဟိန္ဒူဘာသာဝင်များအတွက်ဘာသာရေးအရထုံးမြတ်ထားရနေရများစွာ ပါဝင်တဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။တာယာလှပပြီးအလဲပတ်သွားစရာကောင်းလာတဲ့ဂျမူးနဲ့ကက်ရှမီးယားပြည်နယ်ဟာ ပါကစ္စတန် အုပ်ချုပ်တဲ့ဒေသနဲ့အိန္ဒိယအုပ်ချုပ်တဲ့ဒေသဟူ၍နှစ်ပိုင်းရှိပါတယ်။အိန္ဒိယနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်ပါကစ္စတန်နိုင်ငံဟာအိန္ဒိယနိုင်ငံမှတီးခြားခွဲထွက်ခဲ့ပြီးစစ်ပွဲ၄ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်ကြားမှာရှိတဲ့စစ်ပွဲများဟာတစ်ဖက်နဲ့တစ်ဖက်ဘာသာရေးလူမျိုးရေးအယူဆကွဲပြားရာကနေနိုင်မြေလူတဲ့စစ်ပွဲများ ဖြစ်လာခဲ့ပါတယ်။အမှန်စစ်စစ်ပဂရီအခြေအနေအရရကတော့ကောင်းရန်ပြီးအာချာအချာပြောကဟုတ်ကဲ့လို့အတိတ်ပဲဖော်ညွှန်းတဲ့အမှုအကျင့်ဒလေးစရိုက်များကတော့အိန္ဒိယနိုင်ငံသူနိုင်ငံသားများပါကစ္စတန်နိုင်ငံသူနိုင်ငံသားများနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသူနိုင်ငံသားများအားလုံးတူညီကြခြင်းဖြစ်ပါတယ်။ဆိုလိုချင်တာကတော့ယခုလက်ရှိအိန္ဒိယပါကစ္စတန်ဘင်္ဂလားဒေ့ရှ်ခေါ်တဲ့ဒေသကြီးဟာယခင်ကတစီတလုံးနဲ့ရှိခဲ့ပြီးလွတ်လပ်ရေးအတူကြိုးပမ်းခဲ့တဲ့ဒေသဖြစ်ပါတယ်။လက်ရှိအခြေအနေမှာတော့အကြမ်းဖက်လုပ်ရက်တွေကြောင့်တာယာလှပတဲ့ခီးသွာ နေရာ အပန်းဖြစ်နေရာတခုဟာသွေးဆက်များဖြင့်အကြီးတန်းရုပ်ဆိုးလာခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့အကြမ်းဖက်လုပ်ရက်များကိုအပြည့်အမြောက်ပြုခြင်းအကြမ်းဖက်သမားများအားခုံလုံခွင့်ပေးထားခြင်းအိန္ဒိယနိုင်ငံအတွင်းသို့ထိုးပေါက်ဝင်ရောက်၍အပြစ်မဲ့ပြည်သူများအားတပ်ဖြတ်တိုက်ခိုက်ခြင်းများကြောင့်နှစ်နိုင်ငံဆက်ဆံရေးအားပုံမိုးဆိုးဝါးလျက်ရှိနေပါသည်